္ဂလာပါရှင်တင်းနှောင်းဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မေလာနေ့ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တင်းနှောင်းဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကို အပတ်စဉ်တင်းနှောင်းနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်အကွေးတိုင်းရောဒေတာစောမြို့နယ်အညာကတင်းရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ကလေးတူအပါဝင် အမျိုးသမီး၄ဦးသေဆုံးခဲ့ပါတယ်။ မနေ့ကမေလာတရက်နေ့မနက်ဆန်နိုင်ခွဲဝင်းချင်းမှာဂျက်ဖိုင်တာနဲ့ဘုံစဲတိုက်ခိုက်ခဲ့တာကြောင့်အသက်6နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အမျိုးသမီး၄ဦးသေဆုံးခဲ့တာပါ၄ဦးသေဆုံးတဲ့အပြင်ကလေးနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒွေပလောရီလန်ခီနဲ့ပတ်သက်ပြီး KNU တမဟာလီ KNL အထူးတပ်ဖွဲ့ကအရေးပေါ်ကြီးညာချက်တရက်ကိုမနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာတဝဲကောင်းနေပလောကိုရီလန်းခီးနဲ့သွာလာရင်ဖုံးဆက်သတင်းပို့ပြီးမှသွာလာဖို့ KNU တမဟာလေးဘက်ကထုတ်ပြန်လာတာပါတဝဲပလောကားလမ်းပေါ်မှာရှိတဲ့တရချောင်းမြို့နယ်ဝင်းဝါရွာတဝိုက်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး April 18ရက်ကစလို့ကားလမ်းပိတ်နေတာဖြစ်ပါတယ် ဒါကြောင့်ခီးတဲ့တွေကရေလန်းအသုံးပြုသွားလာနေကြတာဖြစ်ပြီးလက်ရှိမှာရေလန်းကိုပါသတိထားအသုံးပြုကြဖို့နဲ့မဖြစ်မနေမှသာသွားလာကြဖို့ကို KNU တမဟာလေးကထုတ်ပြန်လာတာဖြစ်ပါတယ်။မင်းကမေလာတရက်နေ့အလုသမားနေ့မှာအချင်းဘူမပါတရက်လောက်ခလာစာအနေနဲ့အလုချင်း၈နာရီကို2000ကျပ်သတ်မှတ်ပေးဖို့အတွက်မြန်မာနိုင်ငံအထွေထွေအလုသမားသမဂ္ဂများအဖွဲ့ချုပ် FGWM ကတောင်းဆိုပါတယ် FGWM အနေနဲ့စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တွေကိုလောအခတိုးမြင့်သတ်မှတ်ပေးဖို့အချက်အပါအဝင်အချက်၅ချက်ကိုတောင်းဆိုခဲ့တာပါ အခြေခံလုပ်ငန်းခွင်အခွင့်အရေးတွေနဲ့ပတ်သက်တဲ့အချက်တွေအပြင်အတူရောက်အလို့သမားအဖွဲ့အစည်းတွေမဖွဲ့စည်းဖို့နဲ့အလို့သမားသမဂ္ဂတွေကိုဖိအားပေးမှတ်ပုံတင်ခိုင်းတာအလို့သမားခေါင်းဆောင်တွေရဲ့ကိုယ်ရေးအချက်လက်တွေရယူတာတွေကိုရပ်တန့်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ် မြင်းခရိုင်ပလောမျိုးအဝင်က စစ်ကောင်စီစစ်စီရေကိန်းမှာလမ်းသွာလမ်းလာလူငယ်15ဦးကိုစစ်မှုထမ်းမှုအတွက်အာဓမဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မင်းကြီးကမနေ့ပိုင်းကလက်ကူးရွာဘက်ကနေပလောမျိုးဘော်ကိုလာတဲ့လမ်းမမှာရှိတဲ့ကြောက်စုစစ်ကောင်စီဂိတ်ကို ထွေအုပ်ဆာယဖရဲနဲ့စစ်ကောင်စီတပ်သားတွေရောက်လာပြီးပုံမှန်သွာလာနေတဲ့လူငယ်အမျိုးသားတွေကိုဖမ်းဆီးခဲ့တာပါ။ အဖမ်းခံရတဲ့အထဲကလူငယ်၁၁ဦးလောက်ကိုတော့မင်းကမနက်ပိုင်းမှာပဲပလောမျိုးမရဲစခန်းကိုပို့ဆောင်လိုက်ပြီးစစ်မှုထမ်းဖို့အတွက်တပ်သားအစ်စုဆောင်ခံရနိုင်ချေရှိတယ်လို့အဖမ်းခံရသူတွေနဲ့နေဆက်သူကဆိုပါတယ်ပလောမြွနယ်ထဲကစစ်ကောင်စီတပ်စခန်းနေရာ၅ခုကိုတော်လန်ရေးတပ်တွေဘက်ကတလားကျော်ကာလအတွင်းဒရုန်ဘုံအလုံးကြီး80ကျော်ကျဲချတိုက်ခိုက်ခဲ့လို့ T2 Sky Shadow Drone Tactical ကမနေ့ကထုတ်ပြန်ပါတယ်။ ထမင်မစာတူပလကျဲစက်တော်ရစရဲရွာတွေကစစ်ကောင်စီတပ်စခန်းနေရာငါးခုကိုဒရုန်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့တာဖြစ်ပြီး KNDO BN7 ဒရုန်းတပ်ဖွဲ့ပြည်သူ့ကော်မတီတမတော်မြေခင်အမှတ်တတရင်ရဲ့ T2 Sky Shadow ဒရုန်းတပ်ဖွဲ့တို့ကလည်းပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ပါတယ် ကျောင်းစုမြို့နယ်မှာကိုကိုကိုတက်တည်သွားတဲ့စစ်ကောင်စီတပ်သားရဲ့အလောင်းကိုတဲပို့သွားတဲ့ပူစော်တီတွေကိုတော်လရင်တပ်တွေဘက်ကတိုက်ခိုက်ခဲ့ပြီးပူစော်တီခေါင်းဆောင်တည်ဆုံးခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့မှာကျောင်းစုမြို့နယ်ဝါရဲရွာကစစ်ကောင်စီတပ်သားတို့မိမိကိုကိုအဆုံးစီရင်ခဲ့တာပါ။ အဲ့ဒီည9နာရီခွဲအချိန်မှာအဆုံးစီရင်သွားတဲ့စစ်ကောင်စီတပ်သားရဲ့အလောင်းကိုတည်ယူဖို့သွားတဲ့မောင်းလွန်ရွာကပီစော်တီကာနစီကိုပြင်ဝန်းနဲ့စမ်းသစ်ရွာအကြားမှာတော်လိုင်းရင်တက်တွေဘက်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုင်းဆွဲတိုက်ခိုက်ရာမှာမောင်းလွန်ရွာပီစော်တီကောင်းဆောင်ဦးထွန်းဝေလိုက်ပါစီနေလာတဲ့ကမိုင်းထိမှန်ခဲ့ပြီးပီစော်တီကောင်းဆောင်ဦးထွန်းဝေကတော့နေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့မြေပြင်ရဲဘော်တွေကဆိုပါတယ်။ တင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနောက်ဆက်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။